တရှက်အရှက်မရှိ အပိုင်းငါဟေးလာပြန်ပြီနောက်တမျိုးဒါဒါကဝါကြီးမျက်လုံးပြူပြီးထော်သည်ဒါကိုသူစားကမျက်နာကို ခွေးချီသွားတယ်လို့ချီပြီးတော့ဘာလဲရှင်ယူချင်းအောင်ဆောင်မလို့လားရှင်နဲ့ကျမကွာရှင်းဖို့ဖိတ်စာရေးထားတာလေဟေးဝါကြီးက တန်တော်ပြင်ကြည့်ပြီးတော့ဟာလင်မရကွာရင်နာဖိတ်စာလူလူလားဒူးစာကအကလေကလေနဲ့ဟင် လင်မရကွာရင်နာဖိတ်စာမလူဘူးလားနေမေကြီးတော်လင်းလင်မရကွာရင်နာဘယ်တုန်းကဖိတ်စာနဲ့ဖိတ်လို့တော့ဝါကြီးစကားကဒူးစာကတပြင်းချပြီးတော့ဒီလူလားအေးလီဂျပန်မှာအနေကြတော့ မြန်မာဓလိတွေတောင်မိနေပြီအလကားနေရင်နဲ့ကက်ကြောသေးတယ်ပြီးမှအသက်ပြင်းချပြီးအင်းဒီဓလိတွေမရှိရင်လဲထားပါ ဖိတ်စာက ဖိတ်တဲ့သူတွေဖိတ်ထားပြီးပြီဆိုတော့လာကြမှာပဲဒါပေမဲ့အဲ့ဒီနေ့မှာဦးစီဝိုင်းတော့ငှားမှဖြစ်မယ်နော်ဘာဘာပြောတယ်ဝါကြီးထောက်သည်သူစားကငကိုကလေးမျက်လုံးကို နှစ်စင်းထက်ကလေးလိုက်ပြီးတော့အိုးစီဝိုင်းငါထတာလေဝါကြီးမျက်လုံးပြူသွားသည်ဟေးအိုးစီဝိုင်းကဘာလုပ်ဖို့လဲဒူဇာခဝန်တာအာရနဲ့လက်တူနှစ်ဖက်ကိုကွေးကောက်ကကမလီကမဟေးကွာရှင်းပြက်စေအပြူဖြစ်ချင်းအခမ်းအနားမှာပျော်လူကမလီတေဒီကောင်မတော်လီ ဝါဂျီသူဇမျက်နာကိုတစိမ့်စိမ့်ကြည့်ရင်တင်းနေသည် သူဇာကတော့ခေါင်းတခါခါလေတခါခါနဲ့ပီတိဖြစ်နေသည်ပြီးမှဝါဂျီပဲလှဲ့၍ပေါင်ကူပုတ်ပြီးတော့ရှင်ကလေဒါကရှင်နဲ့ကျမနောက်ဆုံးပွဲပဲဟာပြော့ပြော့ရွှင်ရွှင်လမ်းခွဲတာကောင်းတာပေါ့ရှင်ကလေဂျပန်မှာဆိုဒီလိုပဲနေအမေဂျပန်ပတ်ဝါကြီးထောက်မိသည်ပြီးမှဒေါသတကြီးနဲ့ နင့်ဘာသာနင်ကြိုက်တာလို့နင်းနဲ့ငါကွာရှင်းပြီးရင်ပြီးပြီပြော့ပြီးလဲ့အတွဲ။အိုးကျမလည်းဒါပဲမျှော်လိနာ။ဒါနဲ့မကွေးခင်ဦးစီဝိုင်းဖိုးလေးရှင်းပြီးဂျပန်မှာဆိုဒီလိုပဲ။နင့်မေဂျပန်ဝါကြီးပြောမိပြောရပြော့ပြီးထွက်သွားလေတော့သည်ဝါကြီးနဲ့သူစားရဲ့ကြွာရှင်းပြက်စဲခြင်းအခမ်းအနားကစီကားလာပါသည် တရားရုံးရှိမှသူစာနဲ့ဆွေမျိုးများရက်ွက်သားတို့အပြင်ငှားထားတဲ့ဦးစီဘုံမောင်အဖွဲ့သားများအသင့်ဆောင်နေကြသည်တရားရုံးထဲတွင်တော့တရားသူကြီးရှိဝါကြီးနဲ့သူစာထို့အပြင်မိဘများကြွားရှင်းတော်မူကိုငိုမဲမဲဖြစ်နေသောသမီးကြီးမေဗလာနဲ့တာဗလာရှင်တရားသူကြီးကနှစ်ယောက်ကိုကြည့်ပြီးလင်မယားကြွားရှင်းတော်မယ်ဆိုတာတကယ်လား တရားသူကြီးရဲ့မိကိုသူစားခအထုံးစံအတိုင်းယင်ပြော့ပြော့ကော့ပြီးအစ်စ်ပေါ်ရှင်အစ်စ်ပေါ့ဝါကြီးကဘာမှမပြောကလေးမြအရေးတွေးပြီးယင်လေးနေသည်လင်မယားကွာရှင်ပြီးပါကကလေးငယ်နှစ်ဦးမျက်စိတငယ်နားတငယ်နဲ့ကြံ့ရိပ်ခဲ့ပြီးတော့မြည်မိတကွဲဖာတကွဲနဲ့အရွယ်ကောင်းကောင်းမရသေးတော့ကလေးနှစ်ယောက်မှတနာစရာတရားသူကြီးကလည်းရိတ်မိပုံရပါသည် ထို့ကြောင့်တက်ပြင်းချရင်နဲ့ကဲစူဇန်မောင်ကိုရှင်းချင်ရချင်းရဲ့အကြောင်းပြချက်ကဝါကြီးဘာမှမပြောနိုင်မီသူစားကရင်ကော့ပြီးပြောနိုင်တာပေါ့ရှင်ပြောနိုင်တာပေါ့အနီးစပ်ဆုံးနဲ့ထင်သာမြင်သာအရှိဆုံးဥပမာပြရရင်ဟောဒီမှာမြင်နေတဲ့ကျမရဲ့တမီးနဲ့သားကိုပဲကြည့်ပါတရားသူကြီးကငုံမဲမဲဖြစ်နေတဲ့ကလေးနှစ်ယောက်ကိုကြည့်သည် သူစားခလီတန်မမနဲ့အဲ့ဒီကလေးနှစ်ယောက်ကိုပဲကြည့်လိုက်စမ်းမအဲ့ဒီနှစ်ယောက်လုံးသူ့အဖေနဲ့လုံးဝကိုရုပ်ကမတူဘူးဒါကလေးအဖေရဲ့ပေါ်ရွမှုအတွက်တက်သေးပဲဟေးသူစားစကားကြောင့်တရားသူကြီးပင်ကြောင်ကြော့ဖြစ်သွားသည် နောက်ကလေးကြည့်လိုက်ဝါကြီးကြည့်လိုက်ဖြစ်သွားသည်အတန်ကြာမှအကောင်းကုတ်ပြီးအေးဟုတ်တော့လေဟုတ်တယ်လူပဲ အေးနောက်မှအစင်းစားမိပြီးဝါကြီးတလဲကလေးတလဲကမန်းကရန်လက်ညှိုးထုကသူ့အဖေနဲ့ကလေးတွေကရုတ်မတူဘူးတရားသူကြီးအမေကသူစားကမျက်နာကြီးချီပြီးအစ်စ်ပေါ့မြင်နေအတိုင်းမေးဒါဒါဆိုကလေးတွေကကလေးအဖေဝါကြီးနဲ့ရတာမဟုတ်ဖဲနင်ဘသူနဲ့ရထားတာလေအေးအဲ့ဒါ သူစားကြီးကကြောင်ရိုက်သွားသည်သူစကားနှင့်သူဘလူဖြည့်ရှင်းရမမသည် သူကအပိုင်ဆိုပြီးပြော့ချလိုက်မှမှနေတော့ဘလူဆက်ပြောရမမသည်တော့ထို့ကြောင့်ယူကြည်အောင်ဆောင်ပြီးနားနှစ်ဖက်ပိတ်ကာအိုးမသိဘူးမသိဘူးကျမကအဲ့ဒီအချိန်မှာမျက်စိမှိတ်ထားတာသူပေါ့ရော်တာပဲသိတယ်ဒါပဲဒါပဲအတိတ်ကအကြောင်းပြန်မတူးစွမ်းနေမကြားခြင်းမူမကြားခြင်းမူ တရားသူကြီးမှလည်းသူစကိုကြည့်ပြီးဘာပြောရမှန်းမသိဟိုကတကယ်ယူနေတာလားယူချင်အောင်စောင့်နေတာလားပင်မသိဒူးလေးနှံ့ပြီးကောင်းပင်မော့ကတတွေးကိုဘူးစီပေါင်းလှုပ်၍မှုန်နေသေးသည်တရားသူကြီးကတက်ပြင်းချသည်ပြီးနာဝါကြီးပဲလှေက ခမရကရကွာချင်းစိတ်ရှိလားတရားသူကြီးအမေကိုဝါကြီးကရုတ်တရက်တရားသူကြီးဆိုရင်ရော ဒီလိုမိမမျိုးမကွာခြင်းမူလားဟာကွာမှာပေါ့ဒီတော့ယူမှာကိုအဲ့လီတရားသူကြီးပင် ရောင်ပြီးနှုတ်မှထွက်သွားသည်ဒါကိုဝါကြီးကကျွန်တော်လဲဒီအတိုင်းပေါ့ဗျာတရားသူကြီးကဝါကြီးကိုမျက်နာမဲ့၍လက်မထောင်သည်လှုပ်တင်သည်ဆိုသည့်တဘောကဲဒါဆိုနှစ်ဦးသဘောတူကွာရှင်းစာချုပ်မှာလက်မထိုးလို့ရပါပြီအေး ဒါပေမဲ့အရှုပ်အရှင်းတွေရှင်းစရာရှိသေးလားတရားသူကြီးရဲ့မိကသူစားကယူကျင်အောင်စောင့်နေရမှပြန်တီးပြီးတော့ဟုတ်ကဲ့ရှိပါတယ်တရားသူကြီးကဒီကောင်မှဘာတောက်ဖောင်းထုတ်အောင်မလဲဆိုတော့အကြည့်နဲ့ကြည့်သည်ဒီစားချုပ်မှာလက်မှတ်ထုတ်ပြီးရင်ကျမရဲ့ကလေးနှစ်ယောက်ကိုသူလုံးဝမပတ်သက်ဖို့လုပ်ပေးပါဝါကြီးတင်းသွားသည်ဟာဒါကနင်းနဲ့ငါရထားတဲ့သားသမီးပဲ ငါလဲကြီးဝင်ရှိတာပေါ့အိုးရှင်အဲ့ဒီကလေးတွေအကြောင်းပြပြီး ကျမစီလာလာနေရင်ဘယ်လိုလုပ်မလဲအောက်မလီယွန်စရာတောင်ကောင်းသည်ဝါကြီးကတတွေးပင်ထထွေးသည်ဒါကူတရားသူကြီးကလည်းလက်မထောင်ပြသည်သူစားကပင်အဲ့ဒါဒီစားချုပ်ချုပ်ပြီးတာနဲ့သူကလေးနဲ့ခက်ဝေးဝေးမှနေဖို့ပါဂတိပေးနောက်ပြီးတော့ကျမတို့အိမ်ရိတ်တောင်မနှင်းစီနေ သူစားစကားကြောင့်ဝါကြီးတင်းသွားကအောက်မှာအိမ်ရိပ်မနေနဲ့အစိုးရအောင်အဲ့ဒီအိမ်ကဘသူအိမ်လဲငါအိမ်မှာနေပြီးငါကိုအိမ်ရိပ်မနေစေနဲ့ဆိုပြီးလာလောက်နေသေးတယ်ဒီစားချုပ်လက်မှတ်ထိုးပြီးတာနဲ့ဒီအိမ်ကအစင်းကြပြီးတော့ကြိုက်ရနေရမှာတော့နေဒါပဲသူစကားလေကြာရ သူစားမျက်နာကြီးဖယူဖယဲဖြစ်သွားသည်သို့တော်မန်တင်းပြီးအိုး ဒါကအရှင်းအိမ်ဆိုပေမဲ့ရှင်နဲ့ကျမဘာရီရှင်နဲ့ကျမတွေလောက်နေတာလဲဒီအိမ်က နေနဲ့ငါမညားခင်ကလေးကငါဘာသာငါဝယ်ထားတာနင့်အဖေလည်းမရှိနင်လဲကာရာအိုကေမှာတချင်းသွားစုနေရလို့နင်တို့မိသားစု အိမ်မရှိရမရှိလို့ငါတနာပြီးခေါ်တင်ထားတာဝါကြီးကအထုတ်ဖြီးပြီးသူကလည်းကြွာရှင်ရတော့မှကိုဒါကြရှိရှိသမျှသူစားတို့ရဲ့ဖောင်းခွက်တွေ ဟောနေခြင်းဖြစ်သည်ဒါကိုသူစားကမျက်နာအပြက်ပြက်အယွင်းယွင်းနဲ့တီဘူးတီဘူးကာရာအိုဂီဆိုတာရိမိကုံပြီးအထိတ်ကိုလာပြန်မတူးစွားနေအခုကိစ္စအခုရှင်ဒါပဲအေးအခုကိစ္စအခုရှင်ဆိုနေနဲ့ငါနဲ့ကြွားရှင်လက်မှတ်ထုတ်ပြီးငါအီမော်ကစင်းဒါပဲသူစားကကြောင်ကလေးနဲ့တက်ပြေးချပြန်သည်ကိုဘကြီးရဲ့ လင်မယားချင်းကွာရှင်းပြီလေဒီလိုလုပ်လို့ဘယ်ဖြစ်မလဲရှင်ကရှင်အိမ်မှာပြေးမနေတော့ရင် ရှင်နဲ့ကျမနဲ့ရထားတဲ့သားနဲ့သမီးလမ်းပြီးရကုန်မှာပေါ့အခုနကနင်ပြောတော့ငါနဲ့မတူဘူးဆိုငါကလေးမဟုတ်ရင်ငါကဘာတောက်ကြီးယူဆိုင်ရမှာလဲမျက်စီမိတ်ထားလို့ပါဆိုအဲ့လေရှင်သာဖခင်ရင်ဆိုတဲ့စိတ်ရှိရင် ကိုသားသမီးကဒီလိုလမ်းပြီးရောက်သွားမှာကဘယ်လိုမှကြည့်ရမှာမဟုတ်ဘူးလေ အေးအဲ့ဒီကလေးတွေလမ်းပေးရအောင်နင်းတို့လှုပ်နေတာနင်းတို့လှုပ်နေတာပြောတော့မျက်စိမှိတ်ထားလို့ဆိုရှင်တော့မျက်စိဖွင့်ထားတယ်မဟုတ်လားအေးမှောင်နေလို့ငါလည်းရည်တည်တည်ပဲအေးရောင်တောင်ကုန်ပါပြီကဲတော်ကြပါတော့တရားသူကြီးကဝင်တားလိုက်ရသည်နောက်မှနှစ်ဦးစလုံးပဲလှည့်ပြီးတော့ကဲတခြားရောပြောစရာရှိသေးလား တရားသူကြီးအမေကိုဝါကြီးကယင်ကော့ပြီးရှိပါတယ်ရှိပါတယ်မေးစရာရှိပါတယ်တရားသူကြီးကဝါကြီးပဲလှေကကဲမေးဝါကြီးကနေရာပြင်လိုက်ပြီးနေငါကိုကြွားခွင့်တောင်းတုံးကတန်ရတန်ကြီးပေးပြီးကြွားမဲစူးသူစာမျက်လုံးကိုပြကလေးပြကလေးလှုပ်လိုက်သည်ပြီးမှအဲ့ဓာရီကပေးပြီးပြီလေကိုဝါကြီးရဲ့ မလူဝါကြီးထာသည်ဒါကိုသူသားကပြုံးပြီးပြန်စင်းစားကြည့်လိုက်ပါကိုပါကြီးရဲ့ဗုဒ္ဓဘာသာအယူဆမှာဒါနတာကိုနောက်ပါရလီကျမတို့မိသားစုကရှင့်ကိုဒါနတွေအများကြီးပေးခဲ့ပြီးပြီးရှင်ကျွေးသမျှအစားနေတာကျမတို့မိသားစုစားကျင်လို့စားနေတာမဟုတ်ဘူးရှင့်ကိုကုသိုလ်ရစေခြင်းနဲ့ဆန္ဒနဲ့ကျမတို့ပါရမီဖြည့်ပြီး မျက်ရည်တဝိုင်းဝိုင်းနဲ့စပီနေရတာပါဓမ္မဒါရီကသေရင်ရှင်းနောက်ပါမလီမဟုတ်ဘူးလားနောက်ပြီးကျမအမိကရှင့်ကိုဒါနတာမကဘာဝနာပါ အပြည့်ပြီးလို့ရှင်းအောင်တော်သေးသေးထွက်ခဲ့မိတယ်မဟုတ်လားဘာတော်သေးထွက်တာလဲငါဘာသာငါချုပ်မိသေးဝင်ပေါက်တာတော်ထွက်တာမဟုတ်ဘူးချုပ်တူးတာဟဲ့သူသာကတပြင်းချပြီးရှင်ကလည်း ဒါကလေရှင်နောက်ဘဝမှာပါမဲ့ကုသူတွေပဲမဟုတ်လားဒေါ်ပဲထွဲ့ထွဲ့ချုပ်မဲ့တူတူရှင်ခဏတော့ပော့သွားတာပဲမဟုတ်လားဒါရှင်ပြုခဲ့သမျှကျမတို့ပါရမီဖြည့်ခဲ့တဲ့ကုသူတကူတွေပေါ့ရှင်ဝါကြီးမျက်ရည်ပင်ဝိုင်းသွားသည်စိတ်ထဲတွင်လဲအော်ငါသူတော်စင်မိသားစုနဲ့ကြုံခဲ့ရတာပဲသူတို့ခမညာငါကဒါနပါရမီဖြည့်ပေးခြင်းလို့ စနေဝါနေကြတာပဲဟုစိတ်ထဲအောက်မတ်မိပြီးကြီးစုတောင်တင်နေမိတော့သည်ဒုဇာကဝါကြီးမျက်နှာကိုကြည့်ပြီးကဲကိစ္စပြက်ပြီဆိုရင်လေရှင်းနေချင်းမှကွာရှင်းစာချုပ်မှာလက်မှတ်လေးထုတ်လိုက်ကြရအောင်ဝါကြီးဘာစကားမှမထွက်တော့ဖြစ်ချင်ရာဖြစ်ဆိုတော့စိတ်နဲ့သာကြိတ်၍ငြိမ်နေလိုက်တော့သည်တရားသူကြီးကသာနှစ်ယောက်လုံးကိုကြည့်ပြီး သေးကြပြီနော်ကျမတခွန်ပြောပြီးပြီဝါကြီးကဘာမှမပြောတော့စဲဖို့တောင်အင်အားမရှိတော့ရှေ့ရီကိုယင်လေနေသည်ကဲဒါဖြင့်လက်မှတ်ထိုးလို့ရပါပြီတရားသူကြီးကကွာရှင်းစာချုပ်ကိုထုတ်ပေးသည်သူစားကဝမ်းသာအားရနှင့်ပေးပြီ ကျမအရင်ထိုးမယ်ဆိုကလက်မှတ်ကိုတပြက်စီးနဲ့ရိုက်ထည့်လိုက်တယ်လို့အလင်းအမြန်ထိုးလိုက်သည် ဝါကြီးကကွာရှင်းစာချုပ်ကိုကြည့်သည်နာတက်ပြင်းကိုချက်ပြီးသူဇာကိုစောင်းငယ်ကြည့်ကနင်းသေးကြပြီလားသူဇာကသူ့ရဲ့လက်မှတ်ကိုထုတ်ပြကအဲ့ဒါကျမလက်မှတ်အစစ်ဝါကြီးဘာမှမပြောတော့စာချုပ်ပေါ်လက်မှတ်ထုတ်ပြလိုက်သည်ဝါကြီးလည်းလက်မှတ်ထုတ်ပြီးရသူဇာကဘာမပြောညာမပြောနဲ့သူဇာချုပ်ကိုဆွဲယူကား အင်မတန်ဆက်ဆလူးထသောဘေးမှတရံနှင့်အပြင်သို့ပြေးထွက်သွားသည် အပြင်မှသူ့ကိုစောင့်ကြည့်နေတဲ့လူများကိုလက်ထဲမှကွာရှင်းစာချုပ်အားလွတ်လပ်ရေးစာချုပ်တစ်ဖွဲကင်မြောက်ပြလိုက်သည်ဟေးကနေအောက်မှစောင့်နေတဲ့လွန်ထီထီတို့ကဝမ်းသာအားရဩတဲ့နာစူညံလာတဲ့ဦးစီဘုံမောင်းတဲ့မွေးမေမေစုလို့စဲလေရင်ခွေးအောင်လို့ကရအောင်နော် မွေးမေမေစုလို့စေလေရင်ကိုရောင်လူကရအောင်နော်ဝါကြီးတရခေါင်းငိုက်ဆိုင်သာချထားလိုက်မိသည်ဒူးစားတို့အဖွဲကတော့စာချုပ်ကိုဂိုင်ကာအိုးစီဘုံမောင်းအဖွဲများနဲ့ရောရွှင်စွာဖိုင်ဖိုင်ကြီးကပြရက်ွက်ထွေပြန်ဝင်သွားလေတော့သည်ဝါကြီးတရနေရထိုင်ရတာတမျိုးကြီးဖြစ်နေသည်ယခုအချိန်မှစ၍သူဤအိမ်ကိုလည်းသူမပိုင်တော့ တငယ်ချင်းမျိုးမြင့်ထွန်းအိမ်၌ကပ်နေရသည် အလောက်ကပုံမှန်ရှိပြီးဝင်းငွေပုံမှန်ရနေတော့လေဖြုံမဲ့သူမရှိတော့စိတ်ထဲတည်းမျိုးဘိုးစိုးတီကအခါတိုင်းနဲ့နဲ့ခင်း၌တမီးနယ်သားကိုလက်ဆွဲပြီးလက်ဖက်ရည်ဆိုင်သွားနေကြယခုတော့ကလေးများနဲ့မတွေ့ရတော့ဘာမှလှုပ်ချင်စိတ်မရှိစားချင်စိတ်လည်းမရှိကလေးများနဲ့နေ့စဉ်လက်ဖက်ရည်ဆိုင်ကိုသွားချိန်တော့လွန်းသည် ဂလီများနဲ့အတူနေစဉ်ကလာများ၌ထိုလက်ဖက်ရည်ဆိုင်သွားချိန်တစ်ချိန်သာကောင်းမွန်စွာဆုံခဲ့ကြသည်မဟုတ်လားဂျန်သည့်အချိန်များ၌အလုတ်သွားနေသည်မို့တိတ်မတွေးပြီးရန်ဖန်ရန်ခါအလုံမှနောက်ကျပြီးအိမ်ပြန်ချိန်များ၌လေသားနှင့်သမီးကိုကောင်းမွန်စွာဆုံချိန်မရှိထို့ကြောင့်နေစဉ်မပြတ်မကွက်တွေ့ဆုံနေကြဖြစ်တော့နနက်ခင်းလက်ဖက်ရည်တောက်ချိန်ကိုတော့သားနှင့်သမီးကိုလွှမ်းမိသည် သူတို့ဘလူနီမလေမနဲ့စာရောစားရရဲ့လားဆိုသောစိတ်နဲ့တက်ထိတ်ထိတ်ဖြစ်နေမိသည်။ဒါနဲ့တမီကိုသူအခေါ်ကျင်တော်လေသူစာတို့တတိုက်ကိုမြင်နေတွေ့နေရမှာမို့စိတ်စင်းရဲမိသည်။သို့တော်ကလေးတွေဒီအချိန်လက်ဖက်ရည်တောက်မုံစားနေကြမှုစာနေမလားပဲဆိုသောစိတ်ကတွန်းကန်နေပြန်သည်။နောက်ဆုံးတော့ဘာဖြစ်လဲကွာကိုကလေးကိုမုံကြွေးတာပဲဘာအပြစ်ရှိလို့လဲဆိုသောစိတ်နဲ့ ကလေးများရှိရာနေအိမ်သို့ထထွက်လိုက်မိသည်ဝါကြီးသူစားနှင့်အတူလာသမီးများကြံရိပ်ခဲ့သောသူ့အိမ်စီသို့ကုတ်ချောင်းချောင်းနှင့်ပြန်ကပ်လာရသည်ဘသူမှမမြင်နိုင်သောအိမ်ထောင်မှနေ၍တားရီတမီးရီဘဲမှလေသူခေါ်တယ်မစုံလိုက်ဟေးဘေကခွေးဟောင်နေတာလေရင်းနှီးနဲ့ပဲစမ်းလွန်ထီထီရဲ့အော်တဲ့ဝါကြီးတင်းသွားသည် ထို့ကြောင့်ခါကိုပြန်မှတ်ပြီးဟေးဟိုကောင်မငါသားနဲ့သမီးကိုလက်ဖက်ရည်ဆိုင်တွားဖို့လာခေါ်တာဘာဖြစ်လဲဖေဖေကြီးသူ့အတန်ကြတော့သားနဲ့သမီးပြေးထွက်လာသည်ဒွတ်တော့အပောက်ဝမရောက်သူတို့ရဲ့မာတာမိခင်ကြီးကအပောက်ဝမှနေ၍ကုန်းမှစီဖန်းသည်နေကြစမ်းဝါကြီးကသားနဲ့သမီးကိုမြင်တော့ဝမ်းသာသွားသည် တာတမိထမေးစားပြီးပြီလားကလေးများကခေါင်းခါပြသည်ဒါကိုသူသားကအခက်မာမာနဲ့ဒီမာကူဝါကြီးဝါကြီးကသူသားကိုမော့ကြည့်မိသည် ရှင့်ကိုကျမအိမ်ရှိတောင်မနှင်းနဲ့လို့ပြောထားတာမမှတ်မိဘူးလားဝါကြီးကအိမ်ရှိနင်းမိမိဆို၍နောက်ပြန်ဆုပ်သည်ပြီးမှငါကကလေးတွေဗိုက်စာနေမှာစွလို့မလူပါဘူး သူဇာကမာတိကျမကလေးတွေကျမအကျွေးနိုင်နေရှင်ဘာမပတ်သက်စရာမလိုဘူးသူဇာကကိုအိမ်ထဲမှာလွန်ထီတွေက လာပြဲမြော်တာလီ ကလေးအကြောင်းပြပြီးတော့ဝါကြီးတင်းသွားသည် အမှန်တော့သူတို့မျက်ခွဲ့မြင်ခြင်းလို့လာသည်မဟုတ်ကလေးတွေသူတို့လူကြောင်တွေကြားဒုက္ခရောက်ထမင်းငက်နေမှာဆို၍လာကြည့်ခြင်းဖြစ်သည် ယခုသူတို့ကျွေးနိုင်သည်ဆိုတော့လေဝါကြီးတပြင်းချလိုက်သည်အေးလေနင်တို့ကျွေးနိုင်တယ်ဆိုလဲပြီးတာပဲကဲသားနဲ့သမီးတက်တာဖိဖီကလေးများရဲ့ခေါ်တဲ့ဝါကြီးလက်မကြီးတော့ဝါကြီးခေါင်းငိုက်ဆိုင်ချ၍သာပြန်လာရသည်စိတ်ထဲမှာတော့မကောင်းအခါတိုင်းဆိုရင်ဒီလိုနဲ့နဲ့ခင်းဆိုကလေးနှစ်ယောက်လက်ဆွဲ၍ ဆိုင်တဆိုင်ဆိုင်သွားနေကြမဟုတ်လားယခုကလေးများမပါတော့စိတ်ထဲမှာဟာတတာသို့တော့ဘာမှမတန်နိုင်သူတို့ဒုက္ခနဲ့အတူပင်သို့တော့အရွယ်မတိုင်ခင်ဝိခံရတာတော့တဏှာစရာဝါကြီးတပြင်းချမိသည်ထိုးစင်မှပင်တလီဖုံမြည်တဲ့ဘသူဆက်တာပါလိမ့်ဝါကြီးတလီဖုံကိုထုတ်ကြည့်လိုက်သည်ဟေး သူဇထံမဖုံအိမ်ဖုံဒီကောင်မှဘာတောက်ဖောင်းထုမလို့လဲမသိဘူးဆိုကဖုံးမကင်မဲနေသေးသည်နောက်မှကလေးတွေများတခုခုဖြစ်လို့လားဆိုသည့်အတွင်းနဲ့ဖုံးကင်လိုက်ရသည်ဟယ်လိုဒီမာကူဝါကြီးရှင်ဘယ်ရောက်နေတာလဲသူဇရဲ့အသက်ငါဘာသာငါဘယ်ရောက်ရောက်ပေါ့နင်းတောက်လို့လားဘာလဲပြော ရှင်သားနဲ့သမီးကိုရှင်လက်ဖက်ရည်ဆိုင်ခေါ်တော်မယ်ဆိုပြီးဘဲရောက်သွားတယ်လေဟာနင်တို့ပဲကိုသားသမီးကိုကြွေးနိုင်နေစအဲ့ဒါကြောင့်ငါပြန်သွားတာရှင်ကလေကိုသားသမီးကိုဒီလောက်တောင် စေတနာမရှိဘူးလားရှင်ကသူတို့အဖေရင်မဟုတ်တာကြာနေတာပဲအဲ့ဒါတော့နင်မဲဒီမှာပေါ့မျက်လုံးမိတ်ထားလို့ပါစို့အေးအခုကလေးတွေဗိုက်စာနေပြီအမြန်လာခေါ် ဒါပဲဝါကြီးမှာဘာမှမတတ်နိုင် ကလေးတွေတနာစိတ်နဲ့ပင်ခြေလန်းကိုအနောက်ပြန်လဲရသည်ဟိုရောက်တော့ကလေးတွေခမရတနာစေရမနဲ့ကလေးကဘာမှမစားရသေးပါပဲငိုမဲ့မဲ့ပင်ဖြစ်နေသည်ဝါကြီးသားနဲ့သမီးကို အိမ်မှခေါ်ပြီးလက်ဖက်ရည်ဆိုင်တွင်မုံများအဝကျွေးလိုက်သည်ဒုရုခမရမနေ့ညနေကလေးက ဘာမှမစားထားရ၍လာမသည်တော်တော်များများပင်စားသွားသည် အငေကောင်ဗလရှင်မှာအစကူနင်းပင်နေနေသေးသည်အင်ကိုပြန်ဖို့တော့လူစားနဲ့လွန်ထီထီမှာပလတာခါကြပပလာစသည်များနဲ့ယူရီယာဒူရင်သည်နှလုံးကိုအလေမှချ၍ဒူးပေါ်ပေါံပေါ်နဲ့လက်နဲ့ပေပေနေနေနှိုက်ပြီးစားနေကြသည်ဝါကြီးနဲ့ကလေးများကိုမြင်တော့ သူသာကဒူရင်သီးစေကူပါ အမျက်မြူချပြီးဒီမာကူပါကြီးနောက်နေတွေမှလည်းကလေးတွေကိုမနှက်စာခေါ်ကြွေးဖို့ကျမခွင့်ပြုလိုက်မေဒါပဲဝါကြီးဘာမှမပြောတာသူခေါ်မကြွေးရင်ကလေးတွေငတ်သွားမြည်ကို စိုးရိမ်ရသည်မဟုတ်လားဤသူမှကိုရင်သွေးကို အငတ်ထားနိုင်မည်မဟုတ်ထို့ကြောင့်စိတ်ကိုယ်သာလျှော့ထားလိုက်ရသည်